မင်္ဂလာပါ Grace ပါခုချိန်မှာ လူတော်တော်များများက စိတ်ပိုင်းဆိုင်ရာဟိုပူပန်မှုတွေကြောက်ရွံ့မှုတွေနဲ့ရင်ဆိုင်နေရမယ်ဆိုတာနားလဲပါတယ်ကျွန်မကိုယ်တိုင်လည်းဒီရပိုင်းမှာတော်တော်လေးကိုတိတိတတအဲ့ဒီ energy ကိုခံစားရပေါ့နော်ကျွန်မဆိုဟိုအဲ့ဒီငလင်စလှုပ်လှုပ်ပြီးချင်းတစ်ရက်နှစ်ရက်သုံးရက်မှာလုံးဝစိတ်ပိုင်းဆိုင်ရာကအဆင်ပြေမနေဘူးပေါ့နော်ဒါမဲ့ကိုကဟို ဒါဟုတ်ဒိဋ္ဌိအယုံနေပေါ်မှာပဲခံစားပြီးတော့လည်းနေနေလို့မရဘူးလေเนาะကျမတို့ကကိုတက်နိုင်တဲ့ဘက်ကဒီအခြေအနေအခက်ခဲကိုကြော်လွှားဖို့အတွက်ကိုကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ကူညီဖို့လုံနိုင်ဖို့ဆိုတာကျမတို့တတတအားနဲ့ကလိုတယ်လေเนาะကျမတို့တွေကဒီကဘာမြေကြီးပေါ်မှာနေထိုင်ကြရတယ်ပေါ့เนาะကျမတို့ကဘာမြေကြီးပေါ်မှာနေထိုင်နေတကယ်တော့ကျမတို့လူသားတွေဆိုတာကလေအမ် ဒီကဘာမြေကြီးပေါ်မှာခဏလာပြီးတော့တန်းခိုတဲ့ဧည့်သည်တွေနဲ့တူတယ်ပေါ့နော်ဆိုတော့ဒီကဘာမြေကြီးကအိန်ရှင်ကဘာမြေကြီးကအိန်ရှင်ဆိုရင် ကျမတို့လူသားတွေဆိုတာကအဲ့ဒီအိန်ရှင်ရှိမှခဏလာပြီးတော့နှစ်ပေါင်း40 50 60စသည်ဖြင့်ခဏလာပြီးတော့ကျမတို့ကလာတဲခိုတဲ့ဧည့်သည်တွေပဲဖြစ်တယ်အဲ့တော့ကျမတို့က ဒီကမာမြေကြီးပေါ်မှာခဏလာပြီးတော့နေတဲ့ဧည့်သည်ဆိုလို့ရှိရင် ကျမတို့ကဧည့်သည်လို့နေရမယ်လေနော်ကျမတို့ကခဏလာတဲ့ဧည့်သည်ဆိုပင်မဲ့ကျမတို့ကအင်ရှင်ကမာမြေကြီးဖြစ်တဲ့အင်ရှင်ကိုကျမတို့ဘဏ္ဍခါများကျေးဇူးတရားနဲ့ကျမတို့ရင်ထဲကနေလှိုက်လိုက်လဲလဲဩဒီကမာမြေကြီးပေါ်မှာငါတို့နေထိုင်ခွင့်ရတာအသက်ရှင်ခွင့်ရတာဂျေဆုတင်ပါတယ်ဆိုပြီးတော့များဘဏ္ဍခါများကျမတို့သူများရဲ့ဂျေဆုကိုကျမတို့ မိခုနေရတဲ့ဒီကဘာမြေကြီးရဲ့ဂျေဇူးကိုကျမတို့ဘဏ္ဍခများယင်ထဲကနေလှိုက်လိုက်လဲလဲဂျေဇူးတင်မိကြဘူးလဲပေါ့နော်ပြန်စဉ်းစားကြည့်ဖို့လိုတာပြီးတော့ကျမတို့ဒီကဘာမြေကြီးပေါ်မှာနေပြီးတော့လဲကဘာမြေကြီးကကျမတို့အတွက်ကိုထွထွထူးထူးဟိုပူပန်နေစရာမလိုအောင်ကျမတို့ကိုရေဆိုလို့ရှိရင်လဲကဘာမြေကြီးကနေထွက်တဲ့တဘာဝအတိုင်းကျမတို့ရေတောက်လို့ရတယ်ပြီးရင်ကျမတို့ အစားတောက်တွေကျမတို့ဘလို့မျိုးစီလေးပဲချလိုက်ချလိုက်ကျမတို့စားဖို့အတွက်အသီးနှံတွေပေးတယ်အသီးရွက်တွေပေးတယ်ဒါကကဘာမြေကြီးရဲ့ဟိုတံပိုးဖြတ်လို့မရတဲ့လက်ဆောင်တွေကိုကျမတို့ကရာပြီးသားပဲဖြစ်တယ်တကယ်တော့လေအဲ့တော့သူများအိမ်မှာလည်းကျမတို့ကခဏလာနေသေးတယ်သူများကျွေးထားတဲ့သူများတိုက်တဲ့ရေကိုတောက်တယ်သူများကျွေးတဲ့တကယ် အတီးနှံနေလက်ဆက်တဲ့ဟာတွေကိုစားပြီးတော့ကျမတို့ကသူ့ကိုပြန်ပြီးနာကျင်အောင်လုပ်နေကြတယ်။အခုတစ်ပင်တွေခုတ်တယ်နော်ဒီကဘာမြေကြီးကိုနာကျင်အောင်ကြောက်တယ်တူးတယ်တယံဇာတတွေတူးတယ်ဆိုတာကသူများအိမ်မှာလာနေပြီးတော့အဲ့ဒီအိမ်ရှင်ကိုကျမတို့ကနာကျင်အောင်လုပ်နေတာနဲ့တူမနေဘူးလားနော်အဲ့တော့ကျမတို့ကအဲ့လိုလုံလာတဲ့နောက်ဆက်တွဲမှာဘာတွေဖြစ်လာလဲဆိုတော့ လူတွေအခုဆိုလို့ရှိရင်ဒါကဘာမကြီးကနာကျင်လာပြီးကဘာမကြီးကပင်မန်းလာပြီးဖြစ်တဲ့အတွက်သူနာကျင်တဲ့အလျောက်သူ့ရဲ့တုံခါမှုမှာကျမတို့တွေခဏလာနေတဲ့ဧည့်သည်တွေဟာ လူသားတွေဟာအနည်းနဲ့အများအသက်တွေစည်ကြရရတယ်ဒါကခုချိန်မှာ ဆုံးပါသွားတဲ့သူတွေဆိုတာက မကောင်းတဲ့သူတွေမဟုတ်ဘူးတကယ်တော့သူတို့ကဘာလဲဆိုတော့တဦးတယောက်ချင်းစီရဲ့ ကိုယ့်ရဲ့လူသားတွေရဲ့လောဘတွေလူသားတွေရဲ့ဒေါသတွေကြောင့်ဒီကမ္ဘာမြေကြီးကတဖြည်းဖြည်းနာကျင်လာရတဲ့အခြေအနေမှာသူတို့ဟာစည်သေးလိုက်ရတဲ့အသက်တွေပဲဖြစ်တယ်သူတို့အသက်တွေဟာအယံတန်ဖိုးရှိတယ်သူတို့ကိုယ်တိုင်တော့အဲ့လိုမျိုးနာကျင်ကမ္ဘာမြေကြီးနာကျင်အောင်မလုခဲ့ဘဲနဲ့သူတို့ဟာလုခဲ့တဲ့သူတွေရဲ့ကိုယ်စားစည်သေးလိုက်ရတဲ့သူတွေပေါ့နော်တကယ်ဆုံးရှုံးရတဲ့သူတွေဖြစ်တယ်အဲ့တော့ကျမတို့ကခုချိန်မှာ သူ့နိုင်ငံအလျောက်သူ့ရဲ့မြို့နယ်နဲ့သူ့ရဲ့တိုင်းအလျောက်တဘာဝဘေးဒဏ်တွေကဘယ်နေရာမှာမှပြေးမလွတ်ဘူးဘယ်နေရာမှာပြေးလွတ်တဲ့နေရာရှိလဲနော်စဉ်းစားကြည့်ဘယ်မှာပဲနေနေကဘာရဲ့ဘယ်နိုင်ငံမှာပဲနေနေဒီတဘာဝဘေးဒဏ်ကနေပြီးတော့ပြေးလို့မလွတ်နိုင်ဘူးပေါ့နော်ဆိုတော့ဟိုဓာရီကဘယ်အဆဖြစ်လာလဲဆို လူသားတွေရဲ့လောဘတွေဒေါသတွေမောဟတွေကြောင့်ပဲ ဒီကမ္ဘာမြေကြီးရဲ့ပြောင်းလဲမှုတွေကဖြစ်လာတယ်ပေါ့နော်အဲ့တော့အခုချိန်မှာပေဆုံးသွားရတယ်ဆိုတော့သူတွေထဲမှာကျမတို့ရဲ့အဲမိသားစုဝင်တွေလည်းပါကောင်းပါမယ်မပါရင်လည်းမပါနိုင်ဘူးပေါ့နော်ဒါပေမဲ့ဒီလိုမျိုးပဲဆက်သွားမယ်ဆိုရင်တော့တစ်ချိန်ချိန်မှာနောက်ထပ်ချက်ပြီးတော့စည်သေးလိုက်ရတဲ့အသက်တွေဟာကျမတို့ကိုယ်တိုင်လည်းဖြစ်နိုင်တယ်လို့ကျမတို့ရဲ့မိသားစုဝင်တွေရဲ့အသက်တွေလည်းဖြစ်သွားနိုင်တယ် ီပုံစံအတိုင်းဆက်သွားမယ်ဆိုအဲ့တော့ကျမတို့ကဒီလိုအခြေအနေကနေပြီးတော့ရက်တန့်ဖို့အတွက်ဘာတွေကိုယ့်ရဲ့တူးတယောက်ရဲ့အစွမ်းအစနဲ့လုံလို့ရလဲဆိုလို့ရှိရင်ကျမတို့ရဲ့လောဘတွေကျမတို့စိတ်မှဖြစ်တဲ့ဒေါသတွေနောက်ပြီးကိုယ့်ရဲ့ကာယကံပေါ့နော်ကာယကံဆိုတာကိုယ့်ရဲ့ဒီကာယကနေဖြစ်တည်တဲ့လှုပ်ဆောင်မှုတွေပေါ့ဥပမာကျမတို့အမိုက်ကိုဟို အလွယ်တကူပြစ်လိုက်တာမျိုးတစ်ပင်နေအလွယ်တကူခုတ်လိုက်တာမျိုးဆွဲနှုတ်လိုက်တာမျိုးအပင်မှာပွင့်နေတဲ့ပန်းပွင့်လေးတွေကိုကျမတို့ကကိုလိုချင်တဲ့စိတ်နဲ့အလွယ်တကူခူးယူလိုက်တာမျိုးတွေကကိုယ့်ရဲ့ကာယံကံကနေဖြစ်လာမဲ့ကံတွေကိုလည်းကျမတို့ဘက်ကနေပြီးတော့ထိမ့်သိမ့်မယ်ကိုကြောင့်သူများနာကျင်မှုမရှိအောင်ထိကိုက်မှုမရှိအောင်ကဘာကြီးအနေနဲ့ထိကိုက်မှုမရှိအောင်ကျမတို့ထိမ့်သိမ့်မယ်ကိုယ့်ရဲ့ဝစီကံအနေနဲ့ကျမတို့နှုတ်ကထွက်တဲ့စကားတွေအနေနဲ့ ပြန်ဝါစာပေါ့နော်ချစ်ခင်နှစ်သက်စေတဲ့စကားမျိုးပဲကျမတို့ထိမ့်သိမ့်ပြီးတော့ပြောမယ်။နာကျင်စေတဲ့စကားတွေတခြားလူတဦးတယောက်ကိုပဲဖြစ်စေတဘာဝပဝင်းကျင်ကြီးကိုပဲဖြစ်ဖြစ်ကျမတို့ကိုယ့်ရဲ့နှုတ်ကထွက်တဲ့စကားတွေကို ထိမ့်သိမ့်ပြီးတော့ပြောမယ်။ကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့မနှောကန်လို့ခေါ်တယ်ကိုယ့်ရဲ့စိတ်တွေကိုယ့်ရဲ့အတွေးခေါ်အကြံစီတွေကိုလည်း ကောင်းသောအကြံတွေဖြစ်အောင်ကောင်းသောမနောဂံတွေဖြစ်အောင်လို့ကိုယ်ဘက်ကနေစပြီးတော့ထိမ့်သိမ့်မယ်ပေါ့နော်အဲ့ဒီတော့ကျမတို့ကကိုယ့်ရဲ့ကာယကံကိုယ့်ရဲ့ဝစီကံကိုယ့်ရဲ့မနောကံကနေဖြစ်ပေါ်လာတဲ့လောဘတွေဒေါသတွေကို ကိုယ်တနိုင်တစ်ပိုင်းကိုယ်တဦးတစ်ယောက်ကနေပြီးတော့ ထိမ့်သိမ့်မယ်ပြောင်းလဲမယ်ဆိုရင်တော့တေးကြတယ်တစ်ချိန်ချိန်နောက်ဆယ်စုနှစ်နောက်ရာစုနှစ်အတွင်းမှာပဲဒီကဘာမြေကြီးဟာပြန်ပြီးတော့စိမ့်လန်းလာမယ်ตายာပြီးတော့နေပျော်တဲ့ကဘာကြီးတစ်ခုပြန်ဖြစ်လာဖို့အတွက်ကိုကျမတို့လူသားတွေဒီကဘာပေါ်မှာနေထိုင်နေတဲ့ဧည့်သည်အဖြစ်နေထိုင်နေတဲ့လူသားတဦးတယောက်ချင်းစီတိုင်းမှာတာဝန်အပြည့်အဝရှိတယ်လို့ကျမကတော့ခံယူထားပါတယ်အဲ့တော့ကျမဒီဗီဒီယိုကနေပြီးတော့မျှဝေပေးချင်တာက အခုအချိန်ကနေစပြီးတော့ကျမတို့ပြောင်းလဲကြမယ်ဒီလိုမျိုးနာကျင်မှုမျိုးတွေထပ်ပြီးတော့မဖြစ်အောင်သူများကိုမပေးမိအောင်ပြောင်းလဲမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ကာယကံတွေကျမတို့ရဲ့ဝစီကံတွေကျမတို့ရဲ့မနောကံတွေကိုကိုတဦးတယောက်ထဲကနေစပြီးတော့ထိမ့်သိမ့်ဖို့အတွက်ကိုဂတိကဝတ်ပြုပြီးတော့စ조사ကြမယ်ဆိုလို့ရှိရင်တော့တေးကြပါတယ်တချင်းချင်းမှာဒီကဘာမြေကြီးကပြန်လဲပြီးတော့အဲစိမ့်လန်းလာမယ်ပျော်ရွှင်ပွေရာ ဖြစ်လာမှာအသေးချာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်